စားသောက်ပွေရရဲဆိုတာကလူသားတွေအတွက်မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့စားသောက်ပွေရရကတန့်ရှင်းလက်ဆက်ပြီးဘေးထွက်အဆိုးကျုံအများဖို့အရေးကြီးပါတယ်။အစားသောက်တွေကခနာကိုအတွက်အကျိုးများပါတယ်။အရာသာရှိပြီးတန့်ရှင်းတဲ့စားသောက်ပွေရရကိုစားသုံးရရင်တော့ကျန်တဲ့မှုအပြည့်အဝခံစားစီမှာပါ။ဒါပေမဲ့တန့်ရှင်းမှုမရှိတဲ့စားစရာတွေလည်းရှိနေပါတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့တကယ်ကိုညဉ့်ညံ့တဲ့မတန့်ရှင်းတဲ့ထုံးလို့ရောင်းချမှုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကကြည့်လိုက်ရင်တော့စားချင်တော့မှမဟုတ်ပါဘူး။တချို့စားတော့စရာတွေကိုဘယ်လိုရောင်းချနေရလဲကြည့်လိုက်ရအောင်နော်။ view လေးကိုတော့ကျမနဲ့တူအဆုံးထိကြည့်ရှုအားပေးဖို့တောင်းဆိုလိုက်ပါတယ်ရှင်။ kimchi kimchi လို့ဆိုလိုက်တာနဲ့အလုံးကသိကြမှာပါ။ kimchi ဆိုတာကကိုရီးယားရဲ့ဟင်ဝိုင်မှာမပါမဖြစ်ပါဘူး။ကိုရီးယားရေဆိုရင်ကင်မချီကိုရင်ကြကြပါရင်သူတို့ကအမျိုးမျိုးသော ဟင်းလျာတွေနဲ့တွဲဖက်ပြီးစားတော့ကြပါရင် င်ချီတချို့ကိုတော့တရုတ်နိုင်ငံကနေလည်းတင်ပို့ပါတယ်။ဒါပေမဲ့ကင်ချီထုတ်လုပ်မှုကလည်းမတန့်ရှင်းပါဘူး။ဘာလို့လဲဆိုတော့အခုဗီဒီယိုလေးထဲမှာမြင်တွေ့ရတဲ့အတိုင်းအဲ့လူတွေကကင်ချီတွေလုပ်ဖို့အတွက်လူကရိုင်းစိတ်မတော်ခြေရင်းနဲ့နေနေကြလို့ပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကတင်တွင်နေကင်ချီထုတ်လုပ်မှုကတော့အရင်ကညစ်ပတ်ပါတယ်။အခုဆိုရင်ကိုရီးယားကိုတော့တင်ပို့ခွင့်မရှိတော့ပါဘူး။တတန်ရှင်ရှင်ပြုတ်လို့တဲ့ကင်ချီတွေဆိုရင်တော့ကောင်းပါတယ်။ တချို့ကင်ချီပြုလုံးမှုကတော့မတန့်ရှင်းတာကြောင့်မစားသင့်ပါဘူး။ကင်ချီရင်းနဲ့ပတ်သက်ပြီးမိကုတ်များစွာရှိနေပါတယ်။ကဲမိစေတို့ရောကင်ချီကိုသဘောကျကြလားဆိုတာကိုပြောသားကြပါဦးရှင်။ညဉ့်နေ့စီကတော့ဘီထရယ်ဆိုဂျိုများပြီးကင်ဆာထည့်ဖြစ်စေနိုင်ပါတယ်။တချို့ကတော့အမျက်ဆွေရည်အချက်ကိုပဲရည်ရွယ်ပြီးစီရီကိုအမျိုးမျိုးထုတ်လို့ရောင်းချနေကြပါတယ်။တချို့ကတော့စီရီကိုရေစိုးရည်ညစ်တွေကနေထုတ်ယူရောင်းချနေကြပါတယ်။ မင်းလာတွေကထွက်ရှင်းလာတဲ့ရေတွေကနေစီထုတ်ယူတာကတကယ်ကိုမြုံချင်နိုင်စရာကောင်းပြီးကျမရေကိုဆိုးဝါးစွာထိခိုက်စေနိုင်ပါတယ်။မင်းလာပိုက်ထဲကနေထွက်ရှင်းလာတဲ့ညဉ့်ညံ့တဲ့ရေတွေကနေစီအဖြစ်ထုတ်ပါတယ်။ဒီစီကချက်ဖို့သုံးတဲ့စီမဟုတ်ပါဘူး။တရုတ်နိုင်ငံမှာတော့ကက်ယောဂါကကာလာရှည်ကြောင်ဖြစ်ွားခဲ့ပါတယ်။ဒီယောဂါရဲ့နောက်ဆက်တွဲကလည်း movement တဲ့စားတောက်စရာတွေကြောင့်ပါ။ ရေစိုးရင်ညကနေစေပြေထုံယူကြတာကတော့တကယ်ကိုရွှေရှာစရာကောင်းပါတယ်။ဒါအရင်ကစေပြတ်စရာကောင်းပြီးလူများလည်းဒါကိုမျှော်လင့်ထားမှာမဟုတ်ပါဘူး။စားတောက်ဆိုင်တွေကနေဆိုပြလိုက်တဲ့အကျော်စီဟောင်းတွေကမြောင်းထဲကို ရောက်လာပါတယ်။ဒီမြောင်းကဟာရီကိုပြန်ယူလိုက်ပြီးနောက်တစ်ကြိမ်စေပြေလောက်ကြပါတယ်။ကြမ်းမြေဆုံရရဲ့တက်တက်ပဲယူရထုတ်လို့ထားတာဖြစ်ပြီးကျမရဲ့အတွက်အရင်ကိုစူးကျများပါတယ် အခုချိန်ထိမတန့်ရှင်တဲ့စီရီကိုသတိမမှုပဲအစာသုံးမိနေကြဆဲဖြစ်ပြီးမိလပိုက်သေးကနေစီထုတ်ယူမှုကလည်းပို့ပြီးတော့တရုတ်နိုင်ငံမှာကြီးမားလာနေပါတယ်။တခြားနီလန်းတွေနဲ့လည်းထုတ်လုပ်နေကြသလိုတရားမဝင်ထုတ်လုပ်မှုရဲ့မောင်ခိုဈေးကွက်ကလည်းကြီးမားလာနေပါတယ်။ချိန်ဖက်များစွာပြန်လည်သုံးပြတဲ့ဈေးကလည်းကျမရဲ့အတွက်ဆူဆူဝါထိခိုက်စေရာကြောင့်တရားရွေးချယ်ပြီးမှသာစာသွန်းတင်ပါတယ်။ဈေးကွက်တင်းမှာတော့စားပွဲတွေအမျိုးမျိုးရှိပါတယ်။ ရပြလာတဲ့အစားစရာတွေထဲမှာတော့တက်တန်ရှင်ရှင်ပြုလုပ်ထားတာရှိသလိုမတန့်ရှင်တဲ့အစားတောက်စရာတွေလည်းရှိပါသေးတယ်။အခုဗီဒီယိုလေးထဲမှာတော့တေအိုတွေကိုထည့်ကြော်မဲ့မုန်သားကိုနက်အောင်ချင်းနဲ့အပတရားတက်နေနေရကိုတွေ့ရမှာပါ။ရောင်းချနေတဲ့အစားတောက်စရာတွေရဲ့နောက်ကွယ်မှာတော့အခုလိုမတန့်ရှင်ပဲပြုလုပ်နေရတွေရှိပါသေးတယ်။အခုလိုလုံးနေရကိုရိုက်ကိုခံလိုက်ရပြီးနောက်မှာတော့ ။အဆိုပါဗီဒီယိုဖိုင်ကဆိုရှယ်မီဒီယာပေါ်ကိုပြန့်နှံ့သွားပြီးစားသုံးသူတွေအကြောင်းအမျိုးမျိုးပြောဆိုတာတွေကချက်ပေါ်လာပါတယ်။မတန့်ရှင်းတာကမကောင်းပါဘူးပြီးတော့မတန့်ရှင်းတဲ့ရည်တွေနဲ့စေကြောနေတဲ့ဗီဒီယိုဖိုင်ကလည်းချက်ပေါ်လာခဲ့ပါတယ်အဆိုပါဗီဒီယိုဖိုင်တင်မှာတော့စားတော့ဆိုင်တကွမှမတန့်ရှင်းတဲ့ရည်တွေကိုအသုံးပြုပြီးတော့စေကြောနေပါတယ်ဒါကကျမရဲ့အတွက်တော်တော်လေးကိုဆိုပါတယ်ရေစိုးရည်ညစ်တွေတဲကနေဘက်တီးရီးယားပိုးမွှားတွေပါလာနိုင်ပြီးတော့ဝမ်ပြန့်ဝမ်လျှောအစာအိမ်ရောဂါတွေကိုဖြစ်ပွားစေနိုင်ပါတယ် အစားတောက်တွေတန့်ရှင်မှုရှိပြီးဘေကင်းစိတ်ချဖို့တန့်ရှင်နေရင်တန့်ရှင်တဲ့အုံဆောင်ပြည့်စုံတွေကိုအသုံးပြုတင်ပါတယ်။တချို့စားတောက်ဆိုင်တွေကအရှိပိုင်းမှာတန့်ရှင်တည့်ရနေပေမဲ့နောက်ကွေမှာတော့အရန်ကိုညပတ်ပါတယ်။မတန့်ရှင်တဲ့ရေတွေကိုအသုံးပြုပြီးဆေးကျုံးနေတဲ့ဗီဒီယိုဖိုင်ချက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာတော့အဲစားတောက်ဆိုင်ပိုင်ရှင်ကတောင်းပန်ခဲ့ပါတယ်။တချို့စားတောက်ဆိုင်တွေမှာတော့ကြွတွေအရန်ပေါ်ပါတယ်။ ကျွတ်တွေဆိုတာကဘက်တီးယားယောဂပွန်ပွားမျိုးစုံပါလာနိုင်ပါတယ်တချို့ဆိုင်တွေမှာဆိုရင်မတန်ရှင်မှုကဟင်းဦးထဲကိုကျက်တွေအကောက်လိုက်ပါလာတဲ့အထီးကိုဖြစ်ပါတယ်။စားသောက်ဆိုင်အတွက်တကူရဲ့တန်ရှင်မှုရှိဖို့ကလည်းအရေးကြီးပါတယ်။တချို့ဆိုင်တွေဆိုရင်မြေယုံနဲ့တဲမစားချင်တော့လောက်အောင်ထိဖြစ်စေပါတယ်။မိဖို့ခန်းထဲမှာကျက်တွေမရှိစေဖို့စနစ်တကျထားထိုးပြီးတန်ရှင်အလုပ်ထားဖို့အရေးကြီးပါတယ်။ဒါမှလည်းစားသောက်ဝေယာရဲ့အတွက်ဘေကင်းစိတ်ချစေနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ဈေးကွက်ထဲမှာအမျက်စုံပူရဖို့အတွက်အများအပြားနိုးတွေကိုရေရောတာများပါတယ်။မတန့်ရှင်းတဲ့နွားတို့ကဝမ်းပြက်ဝမ်းလျှောတာကိုဖြစ်စေပြီးကျမရက်တက်ကိုလည်းအကျိုးမပြုပေးပါဘူး။အခုဗီဒီယိုဖိုင်လေးထဲမှာတော့လူတစ်ယောက်ကအနိုးစစ်ကိုခွဲနေတောက်နေရကိုမြင်ရမှာပါ။သူကပုံထဲထည့်ထားတဲ့နွားတို့ကိုမတောက်ပါဘူး။ပြီးတော့သူကနွားတို့ထည့်ထားတဲ့ပုံထဲကိုရေရီရောထည့်လိုက်တာကိုတွေ့ရမှာပါ။ ဈေးကွက်ထဲမှာတော့ရေရောထားတဲ့နွားနို့တွေတောင်များပါတယ်။ရေရောထားတဲ့နွားနို့ကိုတောင်မရင်တော့ဘိုင်းအောက်တာတွေကိုဖြစ်စေနိုင်ပါတယ်။ပြာမုံလို့ခေါ်တဲ့မုတ်တမျိုးကတော့အရန်ကိုချိုပါတယ်။သူရောက်နေတဲ့မုတ်ကချိုလွန်းတာကြောင့်ပြားကောင်လေးတွေကမြဲလိုလိုအုန်နေလေးရှိပါတယ်။အဲဒီမုတ်ကတော့ဆေးကပ်ပြီးအရန်ကိုချိုပါတယ်။ရာနဲ့ချီတဲ့ပြားတွေကသူရောက်ချနေတဲ့မုတ်တွေမှာအမြဲလိုလိုအုန်နေတတ်ပါတယ်။ ဒါမဲ့တရားတွေက သူလုံးတဲ့မုတ်ကို အစင်တင်စားဖို့အတွက်အဆောင်နေကြပါတယ်။အဲဒီမုတ်ကတော့ပြားလေးတွေအကြောင်းနာမည်ကြီးပါတယ်။ဒီ profile တစ်ခုကတော့ချက်ပြုတ်တဲ့အခန်းတစ်ခုထဲမှာစီးသွားနေရကိုမြင်ရမှာပါ။စိုင်းဝန်တန်းသူကခုလိုမိဖို့ခံတဲ့စီးသွားနေရကို အမေအယိုက်ကူနိုင်ခဲ့ပါတယ်။အဗီယိုဖိုင်ထပ်ပေါ်လာပြီးတဲ့အချိန်မှာတော့စိုက်ပိုင်ရှင်ကလည်းဝန်ခံခဲ့ပါတယ် အဆိုပါ view file ကြောင့်စာတုံးသူတွေကမျိုးမျိုးပြောဆိုဝေဖန်ခဲ့ကြပါတယ်။စာတောင်းဆိုင်ရဲ့ချက်ပြုတ်ခန်းတစ်ခုတည်းမှာတော့အခုလိုမလို့တင်ပါဘူး။နောက် view file တစ်ခုကတော့လိုတီလို့ခေါ်တဲ့မုတ်ကိုရောင်းချနေသူကသူ့လုံးမဲ့မုတ်ကိုသူ့ရဲ့လက်ချိုင်းကြားလေးကို ထုံညက်ထားတာကိုတွေ့ရမှာပါ။သူကတော့မုတ်လုံးရောင်းချမဲ့ဟာရီတိုင်းကိုသူ့ရဲ့လက်ချိုင်းကြားလေးကိုထိုးထည့်လိုက်ပါတယ်။ဒါမျိုးကတော့လုံးဝကိုမကောင်းပါဘူး။ စားသုံးသူတွေအတွက်မတန့်ရှင်တဲ့အပြင်ရွှေရှားစရာကောင်းပါတယ်။အခုလိုလုံးနေရကိုတော့ရိုက်ကွန်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အဆိုပါဗီဒီယိုဖိုင်ကဆိုရှယ်မီဒီယာပေါ်ကိုပြန်နေလာပြီးနောက်ပိုင်းမှာတော့လူပြောများခဲ့တယ်လို့ဝေဖန်မှုတွေအမျိုးမျိုးထပ်ပေါ်လာခဲ့ပါတယ်။စားတော့ဝေရတွေကအတန်ရှင်ပြီးကျမရည်နဲ့ညီညွတ်ဖို့အရေးကြီးပါတယ်။မတန်ရှင်တဲ့စားတော့ဝေရတွေဘေးထွက်ဆိုးကျများတဲ့ကျမရည်နဲ့မညွတ်တဲ့စားတော့ဝေရတွေကိုတော့ရှောင်ရှားတင်ပါတယ်။ အခုလိုစားတော့ကိုရတွေကမိတ်ဆွေတို့ရဲ့ကျမ်းမာရေးကိုဆူဆူရွာထိခိုက်စေနိုင်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီလိုစိတ်မစားဝေရကြတွေကိုပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်ပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ page လေးကိုလိုက်ရောဖော်လို့ထားပေးကြပါအောင်နော်။အဆုံးထိအားဖြင့်ကြည့်ရှုမှုတွေနဲ့ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လေးစိတ်ဝင်စားဝေရကြတဲ့တွေနဲ့တူပြန်လာခဲ့ပါမယ်။